မင်္ဂလာပါရှင်ဒီနေ့ကျမတို့ Robert Green ရဲ့ The Daily Laws စာအုပ်ထဲကအတွေ့အခေါ်လေးလေးနည်းနည်းဆွေးနွေးကြည့်ကြရအောင်လေဟုတ်ကဲ့စိတ်ဝင်စားစရာစာအုပ်တို့ပါဟုတ်တယ်နော်ဒီစာအုပ်ကသူ့ရဲ့အရင်နာမည်ကြီးစာအုပ်တွေလေ48 Laws of Power တို့ Mastery တို့ Laws of Human Nature တို့အဲ့ဒါကြီးထဲကအဓိကအချက်တွေကိုနေ့စဉ်ဖတ်လို့ရအောင်ပြန်စုထားတာမျိုးပေါ့မှန်ပါတယ် တနစ်စာလုံးအတွဲနေ့တိုင်းအတွေ့အခုစီပေးထားတာဆိုတော့လေကျမတို့ဒီနေ့ဒီထဲကနေလက်တွေ့ဘဝမှာအလုံးမသုံးလို့ရနိုင်မဲ့အချက်လေးတွေအဲ့ဒါမျိုးလေးတွေထုတ်ပြီးတော့ဆွေးနွေးကြည့်ချင်တာပါကိုကိုကိုရောတခြားသူတွေကိုရောပိုနားလည်လာအောင်ပေါ့လေကောင်းတဲ့စီစဉ်ပါပဲ green ရဲ့အဓိကပြောချင်တဲ့ message ကတော့အာကိုကိုကိုကျွမ်းကျင်အောင်လုပ်ဖို့ပြီးတော့လူမှုဆက်ဆံရေးတွေအာဏာကစားဖွဲ့တွေကိုနားလည်ဖို့ဖြူဟာကြကြတွေးတဖို့နောက်ဆုံးကိုစေကိုကိုနိုင်နေဖို့ပေါ့ ဒါတွေကအောင်မြင်သည့်အဓိပ္ပာယ်ရှိတဲ့ဘဝအတွက်အရေးကြီးတယ်ဆိုတဲ့သဘောမျိုးပါပဲ။ဟုတ်ကဲ့။ဒါဆိုပထမဆုံးကျွမ်းကျင်မှု Mastery အကြောင်းလေးဆက်လိုက်အောင်လား။ Green Corridor တောင်အစအခက်ခဲတွေအများကြီးနော်။ဟုတ်တယ်ဟုတ်တယ်။အလုပ်တွေအများကြီးပြောင်းချက်ရတယ်ဆိုတဲ့။ဒါမဲ့သူ့ရဲ့အဲထူးခြားမှုလို့ပြောမလား။အဲ့ဒါကိုလက်ခံလိုက်ပြီးစူးစမ်းရင်းနဲ့48 Laws of Power ကနေအောင်မြင်မှုရသွားတာ။အဲ့ဒီဖြောင်းတမနေတဲ့လမ်းကြောင်းဆိုတာလေးစိတ်ဝင်စားဖို့ကောင်းနေ။ဟွန်းလူများစုကထင်တာကအောင်မြင်မှုဆိုတာ မြင်းဖျောက်အတိုင်းပဲတက်သွားမှာပေါ့ဒါမဲ့ green ကအလုံးမဟုတ်ဘူးအဲတင်ယူဖြစ်ဖွင့်ရတဲ့အဲ apprenticeship phase ပေါ့လေအဲ့ဒါအရင်အရေးကြီးတယ်ဟုတ်ကဲ့အဲ့ဒီအချိန်မှာစိတ်မရှည်တာကိုယ့်ကိုယ်ကိုတန်ဖျောက်ဝင်တာဖြစ်တာလေဒါကြောင့်လုပ်ငန်းစဉ်ကိုယုံကြည်ပါ trust the process ဆိုတာမျိုးပြောတာပေါ့ကိုယ့်ရဲ့ထူးခြားတဲ့စိတ်ဝင်စားမှုကိုလိုက်တာပြီးအချိန်ပေးပြီးနက်နက်ရှန်ရှန်လင့်တာပေါ့တကယ်ကြွန့်ကျင်သွားဖို့ပေါ့အပေါ်ရန်လင့်မဟုတ်ဘူးဟုတ်တာပေါ့လူတွေကအခုခေတ်မှာအ мян လိုချင်ကြတာများတယ်လေ ဒါပေမဲ့အဲ့ဒီကျွမ်းကျင်မှုစီသွားတဲ့လမ်းမှာလူမှုဆက်ဆံရေးပြည်ထနာတွေကလည်းရှိသေးလေနော်။ဒေးချတာပေါ့။အဲ့ဒါကပဲ green ရဲ့စွမ်းအား power တို့လူတဘာဝ human nature တို့အကြောင်းဆက်ပြောဖို့ဖြစ်လာစေတာပေါ့။သူရဲ့ law number 1လေ never outshine the master ဆိုတာအဲ့ဒါသူကိုတွေ့ဆိုပဲမှန်ပါတယ်အဲ့ဒါလူတဘာဝရဲ့နည်းနည်းအမောင်းဘက်ကိုနားလဲဖို့လို့တွေဆိုတော့ပြတာပဲ။ မနာလိုတာတွေမလွန်ချုံဘူးခံစားရတာတွေကအမြဲရှိနေတာလေလူမှုဆက်ဆံရေးတွေမှာอืม Green ကဖြတ်ပြောတယ်ဆိုတော့အနာအပြိုင်မှုမှာပါဝင်မနေချင်အောင်ဆောင်တဲ့သူတွေ suppose non players ပေါ့သူတို့ကိုတတိထားမယ်တဲ့အော်သူတို့ရဲ့ဖုံးကွယ်ထားတဲ့ရွေချက်တွေကိုမမြင်ကိုပဲဒုက္ခရောက်နိုင်တယ်ဆိုတဲ့သဘောပေါ့ဒါမျိုးတွေကိုကြော်လွားဖို့သူကနီလန့်နေလဲပေးထားတယ်ဥပမာကို့ပေါ်မိကိုလောင်လို့ပါတော့ဒါမှမဟုတ်ကို့ကိုကြိုခတ်မှလို့မဲအောင်နေပါဆိုတာမျိုးလေးပေါ့ ဒါတွေကကိုဟိုဟိုကားဝဲဖို့ကိုဒီမန်ချက် ရောက်ဖို့နီးဗျူဟာသဘောမျိုးပေါ့နော် ဟုတ်ပါတယ်အဲ့လိုနီးဗျူဟာတွေလူသဘာဝအရှုပ်အထွေးတွေနိုင်လေလာပြီဆိုရင်တော့ဗျူဟာကြော့ကြော့စင်စားဖို့ပိုရေးချီလာပြီဟုတ်ကဲ့ green ကခွဲပြားထားရလေနေ့စဉ်တိုက်ပွဲလေးတွေမှာပဲအိုင်အောင်ဆိုင်နေတဲ့နီးဗျူဟာတမ tactician နဲ့ရေးရှည်ပန်းနိုင်ကိုခြုံငုံကြည့်တဲ့ဗျူဟာမြောက်သူ strategist ကွာလဲဆိုတာအဲ့ဟာတိုက်ပွဲကွင်းပြင်အချက်ကိုတက်ကြည့်ပါဆိုရဒီပြပေါ့အတိအကျပဲ နေ့စဉ်ရေးပွဲကိစ္စအနေနဲ့ပဲလုံးချလဲလိုက်နေပြီးတော့အဲရေရှိမှဘာမှထင်မလာလို့ခန်းစားနေရရင်ဒါကိုတတိပြုရမယ်ချက်တယ်ဟစ်ခေါ်ရုပ်ရှင်ရိုက်တယ်လို့ပေါ့အသေးစီကြိုပြင်စင်ထားတော့အခြေအနေကိုထိန်းချုပ်နိုင်တယ်လေဟုတ်ကဲ့ဟုတ်ကဲ့ဒါမှမဟုတ်နပိုလီယံရဲ့ဘေးကနေပတ်တိုက်တဲ့ flank attack လိုမျိုးပေါ့တိုက်ရိုက်ကြည့်ဝင်တိုးတာထက်ပိုကောင်းနိုင်တယ်လေဘဝရဲ့စင်ကုန်မှုတွေမှာလည်းတုံးလို့ရတယ်နောက်တစ်ခုသူပြောတာခူးဤပေါ်တော့ဆိုတဲ့မိကွန်ဘယ်သူအတွက်အကျိုးရှိတယ်လဲဆိုတာလားဟုတ်တယ်အဲ့ဒီမိကွန်လေးမေးလိုက်တာ ਨੇ တော်တော်များများဖုံးကွယ်ထားတဲ့ရွက်ချက်တွေဘသူကနောက်ွယ်မှာကြိုးကင်နေလဲဆိုတာမျိုးတွေမြင်လာနိုင်တယ်ပေါ့စိတ်ဝင်စားစရာပဲအဲ့လိုအပေါ်စီးကကြည့်နိုင်ဖို့ရေလူတွေရဲ့အသွင်းစိတ်ကိုနိုင်လေဖို့ရေစူးစမ်းရင်းနဲ့နောက်ဆုံးအချက်ကိုရောက်လာပြီးချင်းတယ်ကိုကိုကိုသိရှိချင်း self awareness နဲ့စဉ်းကျင်တုံတရား rationality ပေါ့ကိုရဲ့မတိစိတ်ကလမ်းမိုးလာရေဖလိုက်တာတွေမဖြစ်အောင်ကိုရဲ့အရေးစိတ် shadow self ိုတတိထားရမယ်ဆိုတာမျိုးဟုတ်တယ်ပါအဲ့ဒါကတော်တော်လေးနည်းနည်းတဲ့အပိုင်းပေါ့ကိုယ့်ရဲ့မတိစိတ်ထဲမှာဖိနှိပ်ထားတဲ့ကိုယ်တိုင်းတော့မမြင်ချင်းလက်မခံချင်းတဲ့ကိုယ့်ရဲ့အစိတ်ပိုင်းလေးပေါ့လေဒေါက်တာဂျက်ကီယိုနဲ့မစ္စတာဟိုက်ဆက်လန်းလိုပဲอืมအဲ့ဒီအရေးစိတ်ကို ကိုကတတိမထားမိဘူးနားမလဲကိုဆိုရင်ကိုကိုကိုပြန်ပြီး NDA ပေးမဲ့ဆုံးဖြတ်ချက်တွေချမိတော်နိုင်တယ် ဒါကြောင့်ကိုကိုကိုရောသူများကိုရောပိုနားလဲချင်းရင်အရင်ဆုံးကိုအကွင်းစိတ်ကိုအရင်ကြည့်ဖို့လိုတယ်လို့သူကဆိုလိုတာနောက်တစ်ခု green ပြောတဲ့ emo farty တည်ခြင်းတရားကိုလက်ခံနိုင်ခြင်းဆိုတာလားဟုတ်တယ်တည်မျိုးဖြစ်တယ်ဆိုတာကိုလက်ခံလိုက်နိုင်ခြင်းအားဖြင့်ပေါ့လေအသေးဖွဲ့ကိစ္စတွေအတွက်စိတ်အနှောက်အယှက်တိတ်မဖြစ်တော့ဘဲနဲ့ဘဝရဲ့တကယ်အရေးကြီးတဲ့ကိစ္စတွေကို ိုပြီးအာယုံဆိုင်လာနိုင်တယ်ဆိုတဲ့သဘောပါဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနည်းချုပ်ရရင် Green Yet The Daily Loss ကကိုလန်းကိုရှာဖို့ကျွမ်းကျင်မှုစီတွားဖို့ Mastery ပြီးကိုလူမှုဆက်ဆံရေးရီအနော်သဘောတရားတွေကိုနားလည်ပြီးကြိုက်တွေ့တာဖို့ Power and Human Nature ရေရှည်ကိုကြည့်ပြီးဖြူအားကြကြစီစဉ်တာဖို့ Strategy နဲ့နောက်ဆုံးကိုစိတ်ရဲ့လက်စားမှုတွေနောက်မပတ်သွားအောင်ကိုကိုကိုတီးဖို့ self awareness အဲ့ဒီချက်တွေအကုန်လုံးကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတယ်လို့ပြောလို့ရမယ်ထင်တယ်အဲ့ဒီလိုဆိုနိုင်ပါတယ်ခင်ဗျာဒီနေ့ဆွေးနွေးမှုကနေဆက်ပြီးစဉ်းစားစရာလေးတစ်ခုကတော့လေ green ပြောထားတဲ့လူတွေနဲ့ကိုကိုကိုထဲမှာတွေ့ရတတ်တဲ့အဲပုံစံတွေ patterns တွေကိုတတိပြုမိုံတဲ့မဟုတ်ပဲနဲ့ပေါ့သူရဲ့ဒီလမ်းညွန်ချက်တွေကိုလက်တွေ့ဘဝမှာဘလို့ကျင့်သုံးကြည့်မလဲဟုတ်ကဲ့အဲ့လိုကျင့်သုံးလိုက်ရင်ကိုယ့်ရဲ့ဆုံးချက်ချက်တွေ ကိုယ့်ရဲ့ဆက်ဆံရေးတွေအပေါ်မှာဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲ။နောက်ပြီးတော့ဒီနီးလန်းနေကကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုယ့်ရဲ့တံပိုးထားမှုတွေနဲ့တော့ဘလို့ချိန်ကြီးပြီးသုံးရမလဲဆိုတာလေးတွေပေါ့။အဲ့ဒါလေးတွေဆက်ပြီးတော့တွေးကြည့်ဖို့ကောင်းမယ်လို့ထင်တယ်။ဟုတ်ကဲ့။စဉ်းစားစရာလေးတွေအများကြီးပါပဲ။ဒီနေ့အချိန်ပေးပြီးဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်ရှင်။နောက်တစ်ခေါက်မှပြန်ဆုံကြတာပေါ့။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။